ောတာရှင်အခုကျွန်တော်စတင်ပြီးတော့တင်ဆက်လိုက်တဲ့အချင်းလေးကမရှိဘူးကျွန်တော်ငငယ်တော့ပထမရမ်းမှာသင်ခဲ့ရတယ်ကြပြလေးဟုတ်ကဲ့ပညာမတတ်တဲ့သတိသားတယောက်ကြောင့်ဆိုရဲကြပြလေး တော်တန်စင်ထစ်ကျွတ်တော်အမိမြန်မာနိုင်ငံကြီးရဲ့ရင်သွေးငယ်များနာဂိတ်ကျေပွင့်လေးတွေထွန်လင်းတောက်ပလာဖို့အရေးကြီးတော့ဦးစားပေးလိုက်တာပါဟုတ်ခုတော့ကလေးတွေအကုန်ပြန်ပြန်ဖို့မီဟုတ်ပြီလားဟုတ်ကဲ့ကျုပ်ရည်ရတာကလေးတွေအတွက်ရည်ရတာဟုတ်ကလေးတွေ ဒီချိန်မှမရှိတော့ဘူးမဲလို့လေကျွန်တော်ပြန်သွားတော့လဲကျွန်တော်ရဲ့ဒီရဂောရီစီဒီပြားလေးချမ်းနေခဲ့တော့ဟုတ်တယ်လေအဲ့ဒီကြာရင်တော့ကလေးတွေအတွက်အသုံးချသွားပါလေရေးကြည့်လာပြီဗျာနိုင်ငံကျေပွင့်လေးတွေခမရတို့ကျုပ်တို့ကဝိုင်းဝန်းပြီးတော့မြေတောင်မြောက်ပြရတဲ့အချိန်ရောက်ပြီတောက်ပြောင်းလောင်အောင်မြေတောင်မြောက်ပြရမှာပေါ့ကျွန်တော်ပြောချင်တာအဲ့ ဟုတ်ကဲ့အဲ့ဒီရွယ်ချက်ကြောင့်လေဒီကဗျာလေးကိုကျွန်တော်တစ်ချက်ပြအောင်ဖန်တီးပြီးတော့တိုက်ပြီးတင်ပြသွားပါမယ်ဟုတ်ကဲ့ဆရာဟုတ်ပြီနော်ဟုတ်အဲ့ဒီတော့ကျွတ်တူငငယ်တော့သင်ခဲ့ရတယ်ပညာမရှိတဲ့တတိသားတယောက်ကြောင်းလို့ဆိုတော့ကျွတ်ပရမရန်တန်းမှာသင်ခဲ့ရဟုတ်တယ်ယနေ့ဒီအသေးထဲမှာဆွဲနေတာ အခုတော့အဲ့တင်ရိုးတွေပျောက်သွားပြီလေကိုစင်ရောရဲ့မရှိတော့ဘူးစင်ရှိတော့ဘူးဟုတ်ကဲ့တကယ်ကောင်းတဲ့တင်ရိုးတွေကမရှိတော့ဟုတ်ကဲ့အဲ့တော့ကျွန်တော်ပြောချင်တာကကလေးတငယ်များဘူးဒီပါတွေကပညာသင်ရမယ့်အချိန်မှာပညာသင်ပေးတာဟုတ်တယ်ရှင်းတယ်အခုတော့လေ ကျွတ်တို့မြန်မာပြည်မှာဘာဖြစ်နေလဲဆိုတော့ဘယ်လိုတွေဖြစ်ကုန်ပညာသင်ရမယ်ကလေးတွေကပညာသင်ရမယ်အချိန်မှာပညာမသင်ရဘဲနဲ့ဒီဟုတ်ဘာဖြစ်နေလဲဘာတွေဘာတွေကျွတ်တို့မြို့မြင်တွေ့နေရတာဗျဘေးတိုက်ပညာသင်ရမယ်ကလေးတွေဟာဘယ်နေရာရောက်နေတယ်လဲဆိုတော့လေဘယ်လိုနေရာတွေရောက်ကုန်လို့ဆရာဘီယာဆိုင်မှာစပွဲတို့ လက်ဖိတ်ဆိုင်မှာဇပွဲတို့ဟုတ်သမင်းဆိုင်တွေတွားကြည့်ကလေးတွေဇပွဲတို့ဘဝနဲ့ကလေးတွေညီကုန်းချုပ်ကြဟုတ်ကျွန်တော်လည်းပြည်ဆိုင်ရောက်တဲ့အခါကျတော့ကလေးတွေတကယ်ပြောတာပညာသင်ရမယ့်အရွယ်တွေပါဇပွဲတို့ဘဝရောက်ဒါမဖြစ်တင်တာဒီပေါ်စီကျွန်တော်အဲ့ဒီမှာအတွေ့အကြုံဝင်လာဘယ်လိုလဲမဖြစ်သင့်ဘူးဟာလားမြန်မာပြည်ရဲ့အညွန့်လေးတွေ တိုက်ပြည်ရဲ့ကျယ်ဝင်လေးတွေသာကောင်းလေးတွေဒီနေရာမှာနှစ်မိုးနေရင်တော့ဒုတိုင်းပြည်မှာလူစွမ်းကောင်းကိုပေါ်တော့မှာမဟုတ်တော့ဘူးဘေးပေါ်လိမ့်မယ်လို့ဆရာကြီးဒါကြောင့်မိဘများကိုပြောခဲ့ပေးရစေပါပါလေးကိုသားသမီးကိုပညာသင်ရမယ့်အချိန်မှာပညာသင်ပေးပါ Okay အမိုရီယာဝမ်းတစ်ခွာအတွက်ကလေးတွေကိုကလပံမထိုးပါဘူးဟုတ်ကဲ့ဖို့မကြွေးချင်ကြပါနဲ့ ဟုတ်ဒါတော့ပြောပြရစီဟုတ်ပြီဆရာဟုတ်ပြီနော်โอเคဒီတန်းစုစာဝနေရေးကလေးတွေကိုချမ်းသာကိုပြေးလိုက်ပါဗျာဟုတ်ပြီနော်ဟုတ်ကဲ့ပညာမရှိတော့သူဤဝန်တန်းဆိုတဲ့စကားလက်တွေ့မြင်နေရတာပါဗျာဟုတ်တယ်လေးဆရာမြို့မှာမြို့မှာဟုတ်စေမချမ်းသာဆရာမြင်ကွင်းနေအမှန်မြတ်ကလေးတွေကတကယ်ပညာသိနေရမယ်အခြေအနေဟုတ်ဟုတ်တယ်နော်โอเคစဉ်းစားကြည့်လေးမေးတဲ့ ဒီကလေးတယောက်နောက်တစ်ချိန်မှာတဲတီအုတ်ချုံမဲ့သူမဖြစ်ဘူးလို့ပြောလို့ရတယ်။ဘယ်ပြောရမလဲ။ဆရာဝန်ကြီးမဖြစ်ဘူးလို့ဘယ်သူပြောနိုင်တယ်လဲ။ဘယ်သူမှမပြောနိုင်ပါဘူး။စစ်ဘူကြီးမဖြစ်ဘူးလို့ဘယ်သူပြောနိုင်တယ်။မပြောနိုင်ပါဘူးဆရာ။အေးဒါပေမဲ့ဇပွဲတော်ဘဝနဲ့ပြီးနေတဲ့ကလေးတွေကြတော့ပြောလို့ရတယ်။ဘာမှမဖြစ်ဘူး။ဟုတ်တယ်ဆရာ။ဟုတ်ပြီနော်။ဟုတ်။ဒါကြောင့်တကယ်တော့မြန်မာပြည်ကိုကျွန်တော်တို့ထူထောင်ကြတဲ့နေရာမှာအသေးစိတ်ကစားလဲရပါတော့ ုတ်ဟုတ်ပြီနော်ဟုတ်ကဲ့အောက်ချီခိုင်ဖို့လိုတယ်ဟုတ်အချီမခိုင်တဲ့တိုင်ໃຫຍ່มาပဲမှန်လေလဲมาပဲဟုတ်ကဲ့ဟုတ်ပြီလားဟုတ်ဒါကြောင့်ဒီပုံမြင်လေးကကျွန်တော်ငယ်ငယ်ကလေးရတင်ခဲ့ရတယ်ကဗျာလေးကဗျာလေးကိုဒီအချိန်မှာထုတ်ဖို့ပြတဲ့ပြီဆိုတာကိုကျွန်တော်တွေ့ရဲဝဲလာလားကျွန်တော်ဖန်တီးပြလိုက်တဲ့သဘောပါဟုတ်ကဲ့ရှင်းသေးရောခါပြပါရဝဲကလေးကျေသားတတိသားလေး သားတယောက်ဖြစ်ချင်း၍တစေအိမ်မနေ၍စာပေမကြမိဘစုတီခန္ဓာ၍တော်အရှိအနောက်တောင်မြောက်ပင်မှာမသိပါညာတတိသားလေသူထမတတ်အရရက်နဲ့နှံအပ်ဥစ္စာရှိသည်ငါကိုမြားစွာကျွန်ပေါင်းမကောင်းခိုးသူယူ၍ပြေရှောင်အိမ်ကိုရောင်း၍ထောင်းထောင်းကြည်လျက်ခွက်လက်ဆွဲကတောင်းစားပါလေ နေမာလူမိုက်သူစရဲ့ဟိရိုက်ပုတ်လိုက်ကြရွာမှထွက်လေတောမှာသေးသည်ကောင်းသည်လင်းတာကြဤကြီးစားတော့ဆရာတော်ဘုရားကြီးရေးတယ်ခဗျာကြီးပါဟုတ်ကဲ့ဒါကြောင့်အနာဂတ်ရဲ့ကျေပွန်လေးတွေအင်းညာမတိုက် အဲ့ဒါလိုပဲဖြစ်သွားပါလိမ့်မယ်။ဟုတ်ပြီဆရာ။ဟုတ်ပြီနော်။ဟုတ်ပြီ။ဒါကြောင့်လက်ဦးဆရာမိတိုင်းစွာပုပ္ပါစရိယမိနေဖဆိုတဲ့ဒီကုံဘုတ်ကြီးနဲ့နေပြီးတော့သာသမီအပေါ်မှာမိဘကဝတ္တရားမကြည်လို့မရဘူးဗျာ။ဟုတ်။ပညာသင်မပေးတဲ့မိဘဟာသာသမီရဲ့ရန်သူအစ်စ်ပဲဆိုတာလေ လောကကြီးကဆူထားတာဟုတ်ဟုတ်ပြီနော်ဟုတ်ကဲ့ကဲအဲ့ဒီတော့ကိုသားသမီးတွေကိုပညာသင်ရမယ်အချိန်မှာပညာသင်ပေးချဖို့ကျွန်တော်အောင်မောင်းတောင်သားရွှေပရင်းကြီးကတိုက်တွန်းဆိုးဆော်ခဲ့ပြန်စီပညာမတတ်တဲ့တစ်ထေသားအကြောင်းဆိုတဲ့ဒီကဗျာလေးနဲ့အနာဂတ်ရဲ့ကျေပွန်လေးတွေကိုခမရကိုကြုတ်ကိုပေါင်းစည်းပြီးတော့ပေါင်းတယ်မြေဆွပေးချပါစို့လို့ တို့ကြရင်လည်းနားစီကြည့်ပါခင်ဗျာအင်းရံမတက်တဲ့အထီးသာကြောင်းနဲ့